Breaking news, the situation in the eastern sector is deteriorating rapidly. Officials confirm the missile launch detected minutes ago. Today, General Leila Tongta the Trinimiti Garo, Russia, Ukraine, Sipwe, Noxon Achene, Shudan Ponsongani, Timpiatara de Chibabe. ဟုတ်တယ် YouTube ကစီရေးတုံးတာချက်တွေနောက်ဆုံးတိုက်ပွဲတွေနေနောက်ပြီးအဲနေပညာအတစ်တွေအကြောင်းအသေးစိတ်ချက်လက်တွေအများကြီးပဲဆိုတော့ကျွန်တော်တို့ဒီနေ့အဓိကလုံမှာကဒီအချက်လက်ကိထဲကနေအရေးကြီးဆုံးအနှစ်သာရတွေကိုဆွေးထုတ်ပြီးဘာတွေဖြစ်နေလဲဆိုတာကိုရှင်းရှင်းလင်းလင်းညင်အောင်ကြည့်ရမှာပေါ့ဟုတ်တယ် အဓိကကတော့ဒီစစ်ပွဲပုံစံကိုပြောင်းပြစ်နိုင်တဲ့နည်းပညာသစ်တွေအကြောင်းပြောကြရမှာပါမှန်ပါတယ်တစ်ဖက်မှာရုရှားရဲ့ original လို့အင်အားပြင်း hypersonic ဒွန်းပြန်အသစ်ရှိနေတယ်ဟုတ်ကဲ့နောက်တစ်ဖက်မှာလည်း Ukraine ကသူတို့ရဲ့လေတပ်ကို gripen လို့ညံများတဲ့တိုက်လီရင်ရင်နဲ့ပြန်တီးဆောက်ဖို့စ조사နေတာလည်းရှိတယ်ဒါပေမဲ့အဲ့ဒီနောက်ကွယ်မှာလည်းမျက်စိနဲ့မမြင်နိုင်တဲ့စင်ခေါ်မှုတွေကအများကြီးပဲနော်ပန္ဒာရီတို့အကျင့်ပြက္ခစားမှုတို့လည်းကိစ္စတယ်ဟုတ်ပါပဲအဲ့ဒါတွေကလည်းစစ်ပွဲပေါ်တော်တော်လေးတည်ရောက်မှုရှိနေတယ်ကောင်းပြီဒါဆိုရင်တော့ ကဘာစီရေလောကကိုတုံးလို့တွားစီတဲ့ရုရှားရဲ့ Orishnik Hypersonic ဒုံးပြအကြောင်းကနေစလိုက်ကြအောင်နှခမ်း24ခုနှစ်နောင်ပိုင်းမှာမှစတုံးနေချို့တော့ဒါကလက်နက်အသစ်ဆက်ဆက်ပဲတော်တော်လေးအသစ်ပဲလို့ပြောရမှာပါသူရဲ့နီးပညာပိုင်းဆိုင်ရာအချက်လက်တွေကတော်တော်လေးကိုကြောက်စရာကောင်းပါတယ်။အဓိကကြတာကသူ့ရဲ့အမြင်နှုံးမေးတင်တယ် hypersonic ဆိုတာလေ။ဟုတ်ကဲ့အဲ့ဒါပဲ hypersonic ဆိုတာကအတန်တဲ့အစာပေါင်းမျိုးစံမြန်တာကိုပြောတာပါ။ orange နိကအတန်နဲ့အဆက်10နီးပါးလောက်မြန်တယ်လို့တရင်းရင်းမြစ်တွေကဆိုတယ်အဆက်တယ်နော်စစ်စောက်ကြည့်လीဒုံးကြီးတစ်ခုကကိုယ်စီကို10စက္ကန့်မှာ3ကီလိုမီတာကျော်နှုံးနယ်လာနေတာပြီးတော့ပိုဆိုးတာကထိတ်ဖူးတစ်ခုတည်းမဟုတ်ဘူးဟုတ်ထိတ်ဖူးမျိုးစုံ matte warhead ပေါ့နော်တက်စင်နိုင်တော့ပြစ်မဲ့တစ်ခုထပ်ပိုးပြီးတပြိုင်နဲ့တေးတိတ်ခိနိုင်တယ်ဒါကြောင့်လက်ရှိတုံးနေတဲ့လေချောင်းညံကာကွယ်စနစ်တွေအတွက်ကဲကိုအိမ်မက်ဆိုးတစ်ခုပဲဒါဆိုရင်ယူကရိန်းမှာရှိတဲ့ patriot လို့အကောင်းဆုံးဆိုတဲ့စနစ်တွေတောင် ဟုတ်ကဲ့အဲ့ဒါတွေတော့သူ့ကိုမီးဖို့မလွယ်တော့ဘူးပြောရရင်တော့တားဖို့အလုံးအမြင်ခက်ခဲသွားတယ်လို့ဆိုရမှာပေါ့ဘာလို့လဲအမြန်နောက်တစ်ခုလဲကြောင်းပဲလားအဲ့ဒါပြင်နောက်တစ်ခုရှိသေးတယ်တုံပြန်မှုအချိန်ကစက္ကန့်ပိုင်းပဲရတော့တယ်ပြီးတော့ तू ကပုံမှန်ပဲထိန်းနှုံးကြီးတွေလို့မဟုတ်ဘူးဟုတ်ပုံမှန်နှုံးတွေကလေထူးတဲ့ကိုအမြင်ကြီးတတ်သွားပြီးမှအချိန်နဲ့ပြန်ကြတာသူ့လမ်းကြောင်းကိုခံမှန်းလို့ရတယ် original ကကြားရပြင်သားနေရင်လည်းလမ်းကြောင်းပြောင်းနိုင်တော့ဘေးညာကိုကြမယ်ဆိုတာကြိုတင်ခံမှန်းဟုတ်မဖြစ်နိုင်တော့ပဲ။အော်သူ့ကိုကဘာကဘဲချိန်မှာစပြီးတတိထာမိလာတာလဲ။ဂျူဘာတုံးပြန်ရေခင်ကို ပြန်တတိရစေတယ်။ဒါမဲ့အခုကတုံးပြန်ဖို့အချိန်ပိုနေတဲ့ hypersonic လက်နက်တွေနဲ့ဆိုတော့ပိုပြီးအန်တယ်များတာပေါ့။အများကြီးပိုများတာပေါ့။ဒီလိုအစစ်မြစ်နီးပညာချင်းချောက်မှုကြီးတစ်ခုလုံးရှိနေချိန်မှာတကယ်တော့မြေပြင်ပေါ်မှာရောယူကရိန်းကဘလို့ရက်တီနေနိုင်တဲ့ ဒီ PR တွေကိုသူတို့ခန်းစားနေရပြီလားကောင်းတယ်မေကူမမြေပြင်ခြေနေကတော်တော်လေးကိုစိုးရနေတယ်တတိယမိတေရ2025ခုနှစ်နိုဝင်ဘာလတလတင်းမှာပဲလူရှားထက်တွေကစတူရန်ကီလိုမီတာထောင်နီးပါတင်ပိုက်နိုင်ခဲ့တယ်တလတင်းနဲ့လားဟုတ်တယ်တလတင်းနဲ့ပါဒါက2023အစပိုင်းကတွေကတို့တို့အအောင်မြင်ဆုံးလားပဲစတူရန်ကီလိုမီတာထောင်ဆိုတာအတန်ထွတ်ထွတ်ကြောက်စရာကြီးဒါပေမဲ့အဲ့ဒါကတကယ်တမ်းဘာကိုဆိုလိုတာလဲလွင်တီးခေါင်ပြင်းတွေပဲလားဒါမှမဟုတ် မဟာဖြူဟာအရာအရေးပါတဲ့နေရာတွေပါသွားတာလားအဲ့ဒါကအရေးကြီးတဲ့အချက်ပဲအဓိကကဇပိုရစ်ဇီယာနဲ့ပိုခရော့ပ်စ်မျိုးတွေဘက်မှာတိတိတသားရှေ့တိုးလာတာပိုခရော့ပ်ဆိုတာယူကရိန်းရဲ့ထောက်ပံ့ရေးလမ်းကြောင်းတွေအတွက်အချက်ချကြတဲ့နေရာအော်အဲ့ဒီနေရာကိုရုရှားကထိန်းချုပ်နိုင်ရင်ယူကရိန်းတပ်တွေအများကြီးခက်တွေ့သွားမှာဒီလိုမြေတွေဆုံးရှုံးတယ်ဆိုတာမြေပုံပေါ်ကကိန်းကနတ်တစ်ခုထပ်အများကြီးပို့ပါတယ်ဟုတ်ကဲ့ဒါဟာရှေ့တန်းကစစ်သားတွေရဲ့စိတ်ဓာတ်ကိုရော ခီယက်မှာရှိတဲ့ပြည်သူတွေရဲ့ခန္ဓာရည်ကိုပါတိုက်ရိုက်ချိခိုက်စေတဲ့အချက်ပါရှေ့တန်းပါဒီလောက်ထိအရေးနှိမ့်နေချိန်မှာပြည်တွင်းမှာပါပြည်ထနာတွေရှိနေတယ်ဆိုတာကတော့ပိုဆိုးတာပေါ့ရင်းမြစ်တဲ့အရာခီယက်မှာလည်းအခြေအနေကတိတ်မကောင်းဘူးဆိုဟုတ်တယ်ဒါကစစ်ပွဲရဲ့နောက်ထပ်တစ်ဖက်ပေါ့သမ္မတဇလန်စကီရဲ့လူထု၆ခန်းမှုနှုန်းက20%အောက်အထိကျဆင်းသွားတယ်လို့ဖော်ပြထားတယ်20%အောက်အများကြီးကျသွားတာပဲဒီတော့မြေပြင်မှာလည်းရှုံးပြည်သူထောက်ကမှုအားလည်းကျ သူတို့ရဲ့တံပြန်မဟာဗျူဟာကဘာဖြစ်မလဲတရင်မြစ်တွေမှာယူကရိုင်းကသူတို့ရဲ့လေတပ်ကိုအကြီးကျယ်ပြန်လည်တည်ဆောက်နေလဲဆိုတဲ့အကြောင်းအများကြီးတွေ့ရတယ်ဒါပေမဲ့သူတို့ရဲ့ပထမဆုံးမျှော်လင့်ချက်ဖြစ်တဲ့ F16 တိုက်လေယာဉ်တွေကလည်းပြဿနာတက်နေတယ်ဆိုဟုတ်ပါလေ F16 တွေကအလွန်ကောင်းတဲ့တိုက်လေယာဉ်တွေပါဒါပေမဲ့သူတို့မှာအားနည်းချက်တစ်ခုရှိလဲသူတို့ကနို့တယ်နူတယ်ဆိုတော့အောင်ရှင်းပြီးရှည်လျားတဲ့လေရင်ပြေးလမ်းတွေလိုအပ်တယ်ယူကရိန်းရဲ့ latest စကားတွေက ယူရှားရဲ့ဒုံးကြီးတွေနဲ့အမြဲတမ်းပြခတ်ခတ်နေရတော့အဲ့လိုပြေးလန်းကောင်းနေအမြဲတမ်းရှိဖို့ကမလွယ်ဘူးလေဟုတ်ကဲ့သူတို့ပြည့်ခစ်မစ်ဒီဆိုတွေကတော့ပြေးလန်းချမ်းကြီးပေါ်မှာအတက်အဆင်းလုပ်နိုင်အောင်ဒီဇိုင်းထုတ်ထားတာဆိုတော့ဒီတောင်ကိုပိုခံနိုင်ရရှိတဲ့အဲ့ဒီပြဿနာကြောင့်ပဲယူကရိန်းရဲ့နော့တလန်ကပိုပြီးစိတ်ဝင်စားဖို့ကောင်းလာတယ်သူတို့ကဆွေဒင်လို့ gripping တိုက်လေရင်ဒီကိုမျက်စိကျလာတယ်တော်တော်လေးကိုညံများတဲ့ရွေးချယ်မှုလို့ပြောရမယ် ဂရစ်ပင်တွေကစစ်အေးခစ်တုံးကဆိုဗီယက်ကကျူးကျော်လာရင်တောင်းဟုတ်ကဲ့နိုင်လာအနံ့ကဝေးပြေးလာမကြီးတွေပြေးလန်းချမ်းတွေပေါ်ကနေပြန်တက်ပြီးပြန်တိုက်နိုင်အောင်အထူးဒီဇိုင်းထုတ်ထားတာအာဒါကယူကရိန်းရဲ့လက်ရှိအခြေအနေနဲ့တထတဲကျနေတာပေါ့လုံးဝအန်ကိုက်ချင်နေတာပြီးလို့သူက 4++ မျိုးစစ်တိုက်လေခဏလေး 4++ မျိုးစစ်ဆိုတော့ကိုနင်းနေရှင်းပြပေးလို့ရမလားအဲ့ဒါကပါကိုဆိုလို့ရလေဟွန်း 4++ music တိုင်လီယန်ဆိုတာကအခြေခံအဖြစ်တော့နောက်ဆုံးမော music the stealth တိုင်လီယန်အစ်စ်နီးပါးကိုရောက်နေပြီ electronic system နဲ့ရေဒါတွေနဲ့လက်နက်ပိုင်းမှာအရန်ကိုအစ်စ်မြင့်တဲ့လီယန်မျိုးကိုစုလို့ရပါ F35 လို stealth မဖြစ်ပေမဲ့သူ့ရဲ့ရေဒါကအရန်ကောင်းတယ်လို့ meteor လို့အဝေးပြစ်ဒုံးကြီးတွေလည်းတက်ဆင်နိုင်တယ်အရေးကြီးဆုံးက공짜စိတ်လို့လည်းဖတ်ရတယ်ဟုတ်တယ်လေးပတ်မှု공짜စိတ်ပဲ gripping တနိုင်ပြန်တန်းဖို့ဒေါ်လာ၈၀၀၀လောက်ပဲကုန်ကြချင်မှာ F16 ကဒေါ်လာ20,000ထောင်လောက်ကုန်ကြတယ်။ဟောအများကြီးกว่าလားပဲ။ဟုတ်ကဲ့ရေရှည်စစ်ပွဲအတွက်ဒါကလွန်အရေးကြီးရဲ့။ဒီလောက်အကြီး Gripen ကယူကရိန်းအတွက်အန်ကိုက်ဖြစ်နေတယ်ဆိုရဲသူတို့ F16 နဲ့ယူလိုက်တာကအမားတစ်ခုလို့ပြောလို့ရမလား။ဘာလို့အစကတည်းက Gripen ကိုပဲမရွေးခဲ့တာလဲ။ဒါကမလွဲမရှောင်တာတဲ့နိုင်ငံရေးနဲ့ချင်းကိုက်ဖြစ်မှုတွေကြောင့်ပါပဲ။ F16 နဲ့ကအနောက်နိုင်ငံတွေမှာအများဆုံးရှိနေတဲ့လင်းအမျိုးအစားဖြစ်တော့နိုင်ငံအများကြီးကနေစုပြီးပေးဖို့လွယ်တယ်လေ ဟုတ်ရကြလဲတာပေါ့ဟုတ်ပါပြီးတော့ယူကရိန်းအတွက်အချင်းကအရေးကြီးနေတော့အရင်ဆုံးရနိုင်တာကိုယူခဲ့ရတဲ့တဘောပဲ gripping ကဆွီဒင်တနေငတဲ့ကပဲထိုးလို့တာဆိုတော့အများကြီးရဖို့အချင်းပိုယူရတယ်အခုတော့ယူကရိန်းကလေရင်တရာကနေ150အထိဝယ်ဖို့ letter of intent ကိုလက်မထိုးလိုက်ပြီဒါမေဇလန်က gripping နဲ့ပဲမပြီးသေးဘူးကျင်သက်က refaul jet လေရင်နေနဲ့ SAMP လေကြောင်းရန်ကကွယ်ရေး system နေပါပေးမယ်လို့သဘောတူညီချက်လက်မထိုးတော့မယ်လို့လည်းသိရပြန်ရောဟုတ်ကဲ့ ဒါဆိုယူကရိန်းလေးတပ်မှာ F16, Mirage, Gripen, Rafale ဆိုပြီးတကယ့်ကိုနိုင်ငံဆောင်လေယာဉ်တွေစုစည်းထားတဲ့လေတပ်ကြီးဖြစ်လာတော့မှာပေါ့ဒါကအားတာချက်လားအားနည်းချက်လားအဲ့ဒါကတကယ့်ကိုဓာသွားနှစ်ဖက်လိုပဲတစ်ဖက်မှာတော့စွမ်းရည်မျိုးမျိုးရှိတဲ့လေယာဉ်တွေရလာတာပေါ့ဒါမဲ့နောက်တစ်ဖက်မှာတော့နောက်တစ်ဖက်မှာတော့စစ်မြေပြင်ထောက်ပံ့ရေးကျွမ်းကျင်သူတယောက်ကတော့ဒါကိုအိမ်မဆိုး logistical nightmare လို့တောင်တင်စားပြောတယ်ဟာရှုပ်ခုမှာပေါ့နော်ဟုတ်တယ် စဉ်းစားကြည့်လေ American F16 စနစ်နဲ့လေ့ကျင့်ထားတဲ့စက်ပင်ဆရာကဆွေဒင်လူဂရစ်ပန်အပုတ်ပစ္စည်းကိုရှာနေရချိန်မှာကင်တက်လုတ်ဒုံးကြီးရောက်လာဖို့ထိုင်ဆောင်နေရလို့ပဲလေရင်မျိုးစားတစ်ခုကျင်းစီတဲ့လေရင်မူးတင်တဲ့ဤပညာရှင်အပုတ်ပစ္စည်းလက်နက်စနစ်တွေအကုန်လုံးတိချစီလိုအပ်မှာတကယ်ကိုခေါင်းခဲစရာပဲဒီလို logistical nightmare ဆိုတဲ့စကားကိုကြားရတော့ပေါ်ကြီးနဲ့မဲခွန်းတစ်ခုခေါင်းနဲ့ရောက်လာတယ် ဒီလေးရင်ဒီအားလုံးအတွက်ပိုက်ဆံကဘကလာမှာလဲ Gripen အဆင့်190ဆိုရင်တောင်ဒေါ်လာဘီလီယံနဲ့ချီပြီးကုန်ကြမှာဒါကတကယ်ကိုအဓိကကျတဲ့အမေကုန်းပဲ Gripen သဘောတူညီချက်တစ်ခုတည်းတင်ဒေါ်လာ7.5ဘီလီယံကနေစနေတမ9ဘီလီယံအထိတန်ဖိုးရှိနိုင်တယ်အများကြီးပဲဟုတ်ကဲ့ဒါကယူကရိန်းတော့မဖြစ်နိုင်သလောက်များပြားတဲ့ငွေပမာဏပဲ2025ခုနှစ်မှာယူကရိန်းရဲ့နိုင်ငံတော်ဘတ်ဂျက်လွန်ငွေဖြုန်းမှုက GDP ရဲ့ 21ရာခိုင်နှုန်းကျော်အထိရှိနေတယ်။ဟုတ်လားနိုင်ငံတကာကညီချင်းငွေရဖို့လေအရန်ခက်ခဲနေတဲ့အချိန်မှာဒီလောက်ကြီးမားတဲ့တဘိုးတူညီရကိုဘလို့ပဏာငွေနဲ့အကောင့်ထဲပုံလဲဆိုတာကတကယ့်ကိုပဟေးလီတကူပဲဒီနေရာမှာပဲဇလန်ကပူပြီးရှုပ်ထွေးလာတဲ့ပိတ်ဆံမရှိတာကတလီယုံရှိတဲ့ပိတ်ဆံကလည်းတန်တရားတွေအောင်ရောက်နေတာကတလီယုံတရင်းအမီတွေမှာဖော်ပြထားတဲ့ Firepoint ဆိုတဲ့ company ကြောင့်ဆက်ပြောကြအောင်ဟုတ်ပါတယ် Firepoint ဆိုတာ Ukraine ပြည်ထဲမှာဒုံးနဲ့ဒုံးကြီးတွေထုတ်လုပ်တဲ့ company တစ်ခုပေါ့ပြဿနာကအဲ့ဒီ company ကသမ္မတ Zelensky ရဲ့ငဲတူတူကိုရောင်းနေဆက်ဆက်နေပြီးဟမ်အစိုးရစီကနေကြီးမားတဲ့ကာကွယ်ရေးဆိုင်ရာ contract တွေကိုအများကြီးရထားလို့ပဲ2023မှာဝင်ငွေဒေါ်လာ၄တန်းလောက်ပဲရှိတဲ့ကုမ္ပဏီက2024မှာဒေါ်လာတန်းတဲ့ကျော်အထိခွန်တက်သွားတယ်။အော် တိုးတနှုံးကတော့မတရားပဲဟုတ်ပါတယ်ဒါဆိုယူကရိန်းမျိုးသားအချင်းပြားခြားစားမှုတိုက်ဖြစ်ရေးဗျူရို NABU ကဒီကိစ္စကိုစုံစမ်းစစ်ဆေးနေတယ်တတိယမိတီရတော့တိကျတဲ့တက်တည်ထောက်ထားတွေတော့မထွက်သေးဘူးဒါပေမဲ့ဒီလိုဆွဆွဲချက်တွေထွက်ပေါ်လာတာကဘီသူနဲ့ဆိုးရွားကြကယုံကြည်မှုကိုအကြီးကြီးထိခိုက်စေတာပေါ့မှန်ပါတယ်ဒီတော့ဒါကတကယ့်ကိုရှေ့မတိုးတာနောက်မဆုတ်တာအခြေအနေတစ်ခုပဲစစ်မီမီမှာအနိုင်ရဖို့ဂရိဘက်လိုလီယင်မျိုးစုံလိုအပ်နေချိန်မှာ အဲ့ဒီလင်းတွေကိုဝဲဖို့ပိုက်ဆံကမရှိရှိတဲ့ပိုက်ဆံကလည်းအလွဲထုံစားလို့မှုဆွဆွဲချက်တင်နေရင်ဆိုင်နေရတယ်ဒါဟာယူကရိန်းအတွက်မျက်နှာစာနှစ်ခုမှတပြိုင်တည်းတိုက်နေရတဲ့စစ်ပွဲလိုပါပဲလုံးဝမမှန်ရင်တစ်ဖက်မှာရုရှားကိုတိုက်နေရသလိုနောက်တစ်ဖက်မှာလည်းပြည်တွင်းကဘန်ဒါကြီးအကြက်အတဲနဲ့ယုံကြည်မှုပျော်လဲမှုကိုတိုက်နေရတယ်ဟုတ်ကဲ့စစ်ပွဲတစ်ခုရဲ့ရေရှည်တည်တံ့ခိုင်မြဲမှုဆိုတာစစ်ရေးစွမ်းရည်တစ်ခုတည်းပေါ်မှာမူမတည်ဘူးလေနိုင်ငံတကာနိုင်ငံရဲ့စီးပွားရေးခိုင်မာမှု အုပ်ချုပ်ရေးကောင်းမွန်မှုနဲ့ပြည်သူလူထုရဲ့အစိုးရအပေါ်ယုံကြည်မှုတွေကအဆုံးဖြတ်ပေးသွားနိုင်တယ်။ဒီလိုအချင်းပြတ်ခြားစားမှုဆက်ဆွဲချက်တွေကယူကရိန်းကိုထောက်ပံ့နေတဲ့အနောက်နိုင်ငံတွေရဲ့ယုံကြည်မှုကိုပါလှိုင်စားသွားနိုင်တယ်နော်။မျိုးကြီးထိခိုက်နိုင်ပါတယ်။ကောင်းပြီဒါဆိုရင်ဒီနေ့ကျွန်တော်တို့ဆွေးနွေးခဲ့တဲ့အချက်လက်တွေကိုခြုံငုံတုံ့တက်ကြည့်အောင်2015ခုနှစ်နောင်ပိုင်းကစစ်ပွဲဟာရှေ့တန်းကတိုက်ပွဲတွေထက်ပိုပြီးရှုပ်ထွေးတဲ့အပြိုင်မှုတွေနဲ့ဖြစ်နေတာကိုတွေ့ရတယ်ဟုတ်ပါတယ် တဖက်မှာ orishnik လို hypersonic နိဗင်ယာတက်တဲ့နေယူရှာဒါစည်ရဟန်ချက်ကိုပြောင်းလဲဖို့ကြိုးစားနေတယ်။ Venezuela မှာဒုံးပြန်တက်ဖြတ်မှုလို့မဟာဗျူရာပိုင်းဆိုင်ရာအရွေးတွေလှုပ်လာတယ်။တဖက်မှာလည်း Ukraine က Gripen လို့သူတို့အခြေအနေနဲ့ကိုင်းကြီးတဲ့လက်နက်တွေနဲ့ပြန်လဲခိုးခံဖို့ပြင်ဆင်နေတယ်။ဒါပေမဲ့ဒီနိပညာပိုင်းဆိုင်ရာအားပြိုင်မှုတွေအားလုံးရဲ့နောက်ွယ်မှာနောက်ွယ်မှာတော့ Ukraine နိုင်ငံကိုယ်တိုင်ရဲ့ကြန့်ခိုင်မှုက အချိန်မဆုံးစမ်းတမ်းမှုကိုခံနေရတာပေါ့။ သူတို့ရဲ့ဘန်တာရဲနဲ့ပြည်တွင်းအုပ်ချုပ်ရေးဆိုင်ရာတည်ငယ်မှုကဒီစစ်ပွဲအဆုံးအဖြတ်ကိုဘလောက်အထိလွှာမိုးမလဲဆိုတာကအဓိကဖြစ်လာနေပြီ။ဟုတ်ပါတယ်။အဆုံးမှာတော့ဒီနေ့ဆွေးနွေးမှုတွေနဲ့ကျွန်တော်တို့ကိုစမ်းသပ်ဆရာမေမွန်ကြီးတခုနဲ့ထားခဲ့ပါတယ်။ဒီလိုရှေလျားဒီပင်မကျန်းတဲ့စစ်ပွဲတခုမှာအနိုင်အရှုံးကိုတကယ်တမ်းဆုံးဖြတ်ပေးသွားမှာကဘာဖြစ်မလဲ။အစ်စ်အမြင့်ဆုံးဒုံးပြံကိုပိုင်ဆိုင်ထားတဲ့နိုင်ငံလား။ ဒါမှမဟုတ်ကိုယ်နိုင်ငံရဲ့စီးပွားရေးမပြိုလဲအောင်ထိန်းထားနိုင်ပြီးပြည်သူလူထုရဲ့ယုံကြည်မှုကိုဆက်လက်ရရှိနေတဲ့နိုင်ငံလားဒါကတော့ဆက်ပြီးစောင့်ကြည့်ရမယ့်အဖြစ်တစ်ခုပါပဲအစီအစဉ်ကနေကြိုးဆိုပါရရှင်ဒီနေ့ကျမတို့ဆွေးနွေးမယ့်အကြောင်းအရာကတော့လေယူကရိန်းရဲ့လေကြောင်းစစ်ပွဲအနာဂတ်အတွက်အတော်လေးအရေးကြီးတဲ့အလစ်အပြောင်းတစ်ခုနဲ့ပတ်သက်ပါတယ်အဲ2025ခုနှစ်နောက်ပိုင်းမှာယူကရိန်းဟာဆွီဒန်လို့ဂရီပန်နဲ့ဘင်တေလို့ရာဖယ် ိုက်လီရင်နေအ мян အဖျားလက်ခံရရှိဖို့သဘောတူညီချက်တွေရခဲ့တယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာပါတယ်။ဟုတ်ကဲ့။ဆိုတော့အဓိကမေခွန်းကဒီဥရောပတိုက်လီရင်နေဟာတကယ်ပဲစစ်ပွဲရဲ့အခြေအနေကိုပြောင်းပြန်လည်နိုင်မဲ့အလက်အပြောင်းတစ်ခုဖြစ်လာနိုင်မလား။ဒါမှမဟုတ်อืมလက်တွေ့မကြလဲထောက်ပံ့ပို့ဆောင်ရဲ့အဲ့မဆိုးတစ်ခုပဲဖြစ်သွားမလားဆိုလာပါပဲ။ ဟုတ်ပါတယ်ကျမမြင်တာကတော့ဒါဟာယူကရိန်းရဲ့လေကြောင်းစွမ်းရည်ကို အခြေခံကြကြပြောင်းလဲစေပြီးရုရှားရဲ့လေကြောင်းစိုးမှုမှုကိုထိထိရော့ရော့ဆိုင်ခေါ်နိုင်မယ်အခွင့်အရေးတစ်ခုလို့ရှုမြင်ပါတယ်ရှင်ကျွန်တော်ကတော့ဒီအပေါ်မှာအတော်လေးတန်တရားရှိတယ်ခင်ဗျစာရော့ပေါ်မှာတော့အစီအစဉ်ကခန်းနာနေလာပေါ့ဒါပေမဲ့လက်တွေ့မှာငွေကြေးအခြေအနေထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ အလွန်ကြီးမားတဲ့စိန်ခေါ်မှုတွေကြောင့်ဒီလင်းတွေရဲ့အချိုးတရမှုဟာအကန့်အသတ်နဲ့မြင်ရှိမှဖြစ်ပြီးတော့ လက်ရှိမြေပြင်အခြေအနေကိုအချိန်မီကဲတင်နိုင်မှာမဟုတ်ဘူးလို့တုံ့တက်ချင်ပါလေ။ကောင်းပါပြီ။ကျမဘားကြောင့်ဒါကိုအခွင့်အလန်းကောင်းတစ်ခုလို့မြင်လဲဆိုတာရှင်းပြချင်ပါတယ်။ Gripen နဲ့ Rafalia ဟာ Ukraine အတွက်တကယ့်ကိုအလေးထားရမယ်လေတက်တစ်ခုပိုင်းဆိုင်ဖို့လမ်းစာပါပဲ။ဒါဟာအလီယံအတ္တတရယုံတက်တက်မဟုတ်ဘူးနော်။စစ်စင်ရေးဆိုင်ရာအတွေးခေါ်အတ္တတစ်ခုကိုအကောင့်ထဲပေါ်ခွင့်ရရှိတာပါ။အထူးကကြတဲ့အချက်က Gripen ရဲ့ထူးခြားတဲ့ဒီဇိုင်းပဲ။ Gripen E series တွေကို Soviet ရဲ့ latest kind တွေကိုအလုံးရင်းနဲ့တိုက်ခိုက်တာမျိုးကိုကြံ့ကြံ့ခနိုင်ဖို့အထူး design ထူထားတာပါ။ဆိုလိုတာက F16 လိုမျိုးတန့်ရှင်းပြီးရှည်လျားလဲလင်းပြေးလန်းကောင်းကောင်းတွေမလိုအပ်ဘူး။ကြမ်းတမ်းပြီးတိုးတောင်းတဲ့အဝေးပြေးလန်းမတွေပုံမှန်အောင်စဉ်သက်ပြန်တက်နိုင်တယ်။ဒါကပျောက်ကြားလေတက်လို့ခေါ်တဲ့စစ်စင်ရေးပုံစံကိုအသက်သွင်းနိုင်စေတယ်။ယူကရိန်းဟာသူ့ရဲ့လေတက်ကိုတနည်းအားဖြင့်မှစူးမထားဘဲနေရာနဲ့ဖြန့်ကွဲထားနိုင်ပြီး ယူရှားတဲ့အဓိက latest ခိုင်းတွေကိုဖြစ်မထတိုက်ခိုက်မှုတွေကိုလုံးဝရှောင်ရနိုင်မှာပါဒီလိုမဟာဗျူဟာမြောက်ခဏရေးရှိမှုကို F16 ကမပေးနိုင်ဘူးလေမလေးခအမပြောတဲ့ပျောက်ကြားလေးတက်ဆိုတာကစိတ်ဝင်စားဖို့ကောင်းပါတယ်ဒါပေမဲ့အဲ့ဒီအဆီဇင်ကိုအကောင့်တဲဖို့ဖို့ဘလောက်လက်တွေ့ကြမလဲအလွန်လေးတွေ့ကြပါတယ် Griban ရဲ့မြန်မာရဲ့ B-test စင်မှု design က Soviet kit Mi-29 တွေလိုပဲ engine ထက်ကိုအမိုက်တီမဝင်အောင်ကာကွယ်ပေးနိုင်တယ် ဒါပြင်သူတွေဆွမ်းဆောင်ရုပ်ကလေးကြည့် Make 4အမြန်လုံးရှိတဲ့ Meteor လိုအမြန်အောင်ချက်ချောလွန်ဖိကတ်နိုင်တဲ့ဒုံးကြီးတွေတစ်စင်နိုင်တယ်။အဲ့ဒါကပါကိုဆိုလိုတလေဆိုတော့ယူချောတဲ့ Su-34 တွေအနေပစ်ချနေတဲ့ FAB glide bomb တွေကိုထိထိရရောတံပြန်နေတာကိုပြောတာ။အဲ့ဒီ FAB ဘုံတွေကယူကရိန်းရဲ့ကာကွယ်ရေးလိုင်းတွေကိုအတိအကချိမ်းချောက်နေတာလေအဲ့ဒါကိုတံပြန်နိုင်ဆွမ်းကတိတ်အရေးကြီးတယ်ပြီးတော့ရာဖဲကိုလည်းမိသားလိုမျိုးဖစ်ဘူးရာဖဲဆိုတာကကမ္ဘာအကောင်ဆုံးတိုက်လျက်နေတဲ့ကတခု သူ့မှာပါတဲ့ spectra လို့ခေါ်တဲ့ electronic warfare suite ကယူရှာရဲ့လေကြောင်းရန်ကာကွယ် system တွေကိုမစ်စီပိတ်နားပိတ်ဖြောင်းလုပ်နိုင်တယ်။ scab လို့တာဝဲဖြစ် cruise တုံးကြည့်တဲ့အများကြီးတက်ဆောင်နိုင်တာကြောင့်ရန်ဒိုးနဲ့မြေအတွင်းမှန်းထိထိုးဖောက်တိုက်ခိုက်နိုင်နေစွာရှိတယ်။ so gripen အစီးတရားနဲ့ဆန်ကားပဲအထိရမှန်ကြီးရှိတယ်ဆိုတာကရေရေမှလူရှောက်ကိုပမာဏအရရန်ပိုင်နိုင်မယ့်အရာတစ်ခုတိစောက်တာပဲ။ theory ရတော့အောင်လုံးကောင်းပါတယ်ခင်ဗျ။ဒါပေမဲ့လက်တွေ့ဘဝကိုပြန်သွားကြအောင်ကျွန်တော်မြင်တာကတော့ဒါဟာ ထောက်ပံ့ပို့ဆောင်ရေးအိမ်မဆိုးတစ်ခုရဲ့အစပဲစဉ်းစားကြည့်လေယူကရိန်းလက်တက်မှာဆိုဗီယက်ခေတ် MiG 39 Su-27 နေရှိတယ်အခု American လို့ F-16 နေပင်တက်လို့ Mirage 2000နေရောက်လာနေပြီအဲ့ဒီပုံမှာ Sweden လို့ Gripen နဲ့ပင်တက်လို့ Rafael တွေထက်ပေါင်းလိုက်ရင်ဘာဖြစ်သွားမလဲဒါလီယန်တီယာဆိုင်ရုံအဆင့်ဟိုတောင်ကျော်လွန်းသွားပြီတက်လီယန်မျိုးစား၅မျိုးထုတ်လုပ်တဲ့နိုင်ငံ၃လေးနိုင်ငံတမျိုးချင်းစီချွတ်မတူညီတဲ့ပြည်ပချင်းထိမ့်မှု အပေါ်ပစ္စည်းလက်နက်စစ်နဲ့လေမှုလေ့ကျင့်ရေးတွေလိုအပ်တယ်။ဒါအလုံးတရားရှုပ်ထွေးပြီးငွေကုန်ကြေးကြမ်းများတဲ့ system တခုဖြစ်လာမှသိကြတယ်။ဒုတိယချက်ကငွေကြေးပါ။ Gripen တစ်စီးကိုဒေါ်လာ65သန်းကနေတရောက်38သန်းအထိရှိတယ်။အစည်းအရာဆွေးနွေးဆုံးဒေါ်လာ10ဖွင့်ပိုက်ပြီးလင်းကုန်မယ်။ Rafael က8000ဒေါ်လာဈေးကြီးတဲ့ Ukraine ရဲ့2025ခုနှစ် budget လုံခြုံရေးမှူးက GDP ရဲ့27%ကျော်နေတယ်။ နိုင်ငံသားကူညီမရရင်အစိုးရဝန်ထမ်းလဆာနဲ့ပင်စင်အောင်ပေးဖို့မလွယ်တဲ့အခြေအနေမှာဒီပမာဏကိုဘယ်ကရမှာလဲတတိယနဲ့အရေးကြီးဆုံးအချက်ကအချိန်ပါကရစ်တန်တွေကိုလွယ်ပြောင်းပေးဖို့က10နှစ်ကနေ15နှစ်အထိကြာနိုင်တဲ့တဖြည်းဖြည်းချင်းအစီအစဉ်တစ်ခုပဲတနည်းကို10ကြီးနှောင်းရောက်လာရင်ကန်ကောင်ဒါပေမဲ့လေရှိစစ်မြေပြင်မှာယူရှာက2025နိုဝင်ဘာလတလားတည်းမှာ70ကီလိုမီတာတောင်နီးမှတင်းပိတ်ထားပြီးပေါ်ခရော့စ်လိုမျိုးတွေမှာယူကရိန်းတပ်တွေအသေးအံခုခံနေရတယ် ဒီလင်းရင်ဒီအများပြရောလာမဲ့အချိန်မှာစစ်မြေပုံကပြောင်းပြန်လန့်လို့မရတော့တဲ့အခြေအနေဖြစ်နေလောက်ပြီ။อืมတနောက်ပြရဲလီယန်တွေ့ရဆံယုံပြဿနာကတကယ်ပဲစင်ခုံမှုတစ်ခုပါ။ဒါပေမဲ့လေကျမကအဲ့ဒီလိုမမြင်ဘူး။ဒါကမလွဲမဆောင်လာတဲ့အခြေအနေတစ်ခုပဲ။ယူကရိန်းရဲ့မြေပြင်တပ်ခွဲတွေကိုကြည့်ပါလား။နိုင်ငံအစုံကပေးတဲ့တင်ကားတွေအမြောက်တွေတန်ချက်ကားကားတွေတုံးနေရတာပဲ။ဒီလိုရှုပ်ထွေးရဲ့ထောက်ပံ့ပို့ဆောင်ရေးကိုစီမံခန့်ခွဲနိုင်တဲ့အတွေ့အကြုံသူတို့မှရှိနေမိတာ ပြန်တက်ကရော်ဖဲလ်ဇီပေးရင်ပြပင်ထင်းသိမှုနဲ့အပူပစ္စည်းတွေကိုပါတပါးတဲ့ပံ့ပိုးပေးမှာပဲဘာမှမရှိတာဟာဆိုင်ရင်အမျိုးအစားစုံလည်နေတာပူကောင်းနေဆိုတဲ့ချီနီမျိုးပေါ့ကျွန်တော်တော့အဲ့ဒီချက်ကိုလုံးဝသဘောမတူနိုင်ဘူးခင်ဗျာမြေပြင်လက်နဲ့တွင်နဲ့တိုက်လီရန်တွေရဲ့ရှုပ်ထွေးမှုကကောင်းကင်နဲ့မြေကြီးလိုကွာပါတယ်တင်ကာတစီကိုပြင်တာနဲ့ဂျက်အင်ဂျင်တစ်ခုကိုပြင်တာရေဒါစနစ်တစ်ခုကိုထိန်းသိမ်းတာ လုံးဝမတူဘူးဖြစ်မိတိုက်လီရန်တွေဟာအလုံးမင်းနစ်ပညာရှုပ်ထွေးပြီး အင်မတန်အထူးဖြူတဲ့ပြုပြင်ထိန်းသိမ်းမှုလိုအပ်တယ်။လေယာဉ်မူးကြီးတော့ကို F16 ကနေ Gripen ပြောင်းပေါင်းဖို့လာပေါင်းများစွာလေ့ကျင့်ပေးရတယ်။မြေပြင်ဝင်ထားနေကိုလည်းအမျိုးအစားတစ်ခုချင်းစီအတွက်တီးခြားလေ့ကျင့်ပေးရမှာ။ဟိုလူစွာအရင်မြင့်တဲ့အခြေခံဆောင်အပေါ်မှာဝင်ထုတ်ဝင်ဖို့အလွန်ကြီးမားစေလိမ့်မယ်။ဒါဟာစွားဆောင်ရီကိုတိုးတက်စေမယ့်အစားလေယာဉ်များစုဟာပြုပြင်ထိန်းသိမ်းမှုမလုံးနိုင်လို့မြေပြင်ပေါ်မှာပဲရှိနေပြီးအသင့်ချင်းမှုနှုံးကိုထိခိုက်စေနိုင်ပါတယ်။အဲ့ဒီအချက်ကစဉ်းစားစရာပါပဲ။ ဒါပေမဲ့အဲ့လိုရှုပ်ထွေးမှုကိုယင်ပြီးမှစစ်မြေပြင်မှာ ရှင်တန်းတဲ့ဆွမ်းကိုရမှလေအဲ့ဒါကြောင့်ပဲ Gripen ရဲ့ချမ်းတန်းတဲ့မြေပြင်မှာအသုံးပြုနေဆွမ်းက F16 ရဲ့အားနဲ့ချက်ကိုတကယ်ပဲဖြည့်ရှင်ပေးနိုင်တယ်လို့ကျွန်မယုံကြည်တာ F16 နဲ့ဟာတန်ရှင်းနဲ့ပြည့်လန့်နေလို့ကလို့ယူကရိန်းရဲ့ဖြန့်ခွဲထားတဲ့ latest ခိုင်းငယ်ဒီမှာအသုံးပြုဖို့အန်ထရီများတယ် Gripen ကတော့ဒီပြည်ထနာကိုဖြည့်ရှင်ဖို့အထူးထုတ်လုပ်ထားတာရုရှားရဲ့ပြစ်မှတ်ထားတိုက်ခိုက်မှုကိုရှောင်ရင်း လေချောင်းစစ်စင်ရေးတွေကိုပိုပြီးလွတ်လပ်စွာလုဆောင်နိုင်မှာဖြစ်ပါတယ်အဲ့ဒါကလည်းသီအိုရီယာပဲကောက်တာပါခင်ဗျာ Gripen မှာ MiG 29တွေကို engine တွေကိုကြောက်ခဲအမိတ်အစအနာတွေမဝင်အောင်ကာကွယ်ပေးတဲ့အထူးအဖုံးတွေတိုက်ရိုက်မပါဝင်ပါဘူးအဲ့ဒါကို FOD doors လို့ခေါ်တယ် FOD ဆိုတာ foreign object debris ပါ change engine တက်တင်မင်းတမန်ပဲကြောက်ခဲ့တုံးလောက် engine ထဲဝင်သွားတာနဲ့ဒေါ်လာတန်းချီတန်းနဲ့ engine ကလုံးလုံးဝပျက်စီးသွားနိုင်တယ်မြန်မာတဲ့ဘီးတွေကအထောက်အကူပြုရဲဆိုပေမဲ့ F16 တဲ့ပိုကောင်းယုံနဲ့ယူကရိန်းရဲ့ပြင်ဆင်မထားတဲ့အဝေးပြေးလမ်းတွေပေါ်မှာရေရှည်စစ်ဆင်ရေးလို့ဖို့လုံလောက်တယ်လို့ဘယ်သူကအာမခံနိုင်မလဲပြီးတော့ပြေးလမ်းတွေကိုပြင်ဆင်ယူလဲရုရှားချူတွေကချက်ချင်းတွေ့ပြီးနောက်တစ်နေ့မှာဒုံးကျင်တဲ့အထုခံရမှာပဲအဲ့ဒါအလုပ်တွေရှိတယ်သူရဲ့ Spectra စနစ်သူရဲ့ Dawei Pilnet သစ်ဆောင်နိုင်စွမ်းတွေကယူကရိန်းကိုရုရှားရဲ့လေကြောင်းရန်ကာကွယ်ရေးကွန်ရက်ကိုထိုးပေါက်နိုင်တဲ့စွမ်းရည်ကိုပေးတယ်ဒါခရမီးယားမှာရှိတဲ့ယူရှားရဲ့အရေးကြီးပစ်မှတ်တွေကိုတိုက်ခိုက်တာမျိုးထောက်ပံ့ရေးလမ်းကြောင်းတွေကိုဖျက်တောက်တာမျိုးလုပ်နိုင်လာစေမယ် ဂရပန်ကကာဝေးအတွက်ဆိုရင်ရဖဲလ်ကထိုးစီအတွက်အကောင်းနဲ့လက်နဲ့တစ်ခုဖြစ်လာမှာပါ။ဟုတ်ပါပြီ။အဲ့ဒီလိုအစင်မြင့်စွမ်းရည်အတွက်ဘလောက်ပေးရမလဲ။ရဖဲလ်ဒစီရဲ့တံပိုးကဂရပန်ထက်တောင်နစ်ဆာနီပါရှိနိုင်တယ်။သင်ကကျွန်တော်ထောက်ပြခဲ့တဲ့ဘီလီယံချီရဲ့ဘတ်ဂျက်ပြဿနာကို နောက်ထပ်ဘီလီယံပေါင်းများစွာနဲ့ထပ်ပြီးဝင်ပြီးစေတာပဲ။အဲ့ဒီစပက်ထရာစနစ်ကိုထင်းထင်းဟုတ်အဲ့ဒီဈာတဲ့ချက်လက်တွေကိုတုံးတက်ဖို့ လီယင်မူးတွေကိုလေ့ကျင့်ပေးဖို့ဆိုတာတိချအထူးပြုအခြေခံစောက်အောင်နဲ့လူဝင်နာမရကြီးလိုတယ်။ဒါကျွန်တော်ပြောတဲ့တိရိဆိုင်ယုံပြဿနာကိုပိုပြီးဆိုးရွားွားစေတဲ့အကောင်းဆုံးဥမာပဲ။အလွန်မင်းစေးကြီးပြီးရှုပ်ထွေးရဲ့မျိုးစားတစ်ခုကိုထပ်ထည့်လိုက်တာပဲ။ဝိဇင်းရဲ့အချိန်ကာလပြဿနာကိုကျမတို့မေးချလို့မဖြစ်ဘူးဆိုတာလက်ခံပါတယ်။ဒါပေမဲ့ဒါကိုရေတို့အသုံးစေးတစ်ခုလိုမကြည့်ပဲ ရေရှည်ရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်ရှုမိရပါမယ်။အမေရိကန်ရဲ့ထောက်ပံ့မှုမွေရရတော့တဲ့အချိန်မှာဥရောပနိုင်ငံတွေကသူတို့ရဲ့ကာကွယ်စစ်မှုလုပ်ငန်းကိုတိုးချဲ့ပြီးယူကရိန်းကိုရေရှည်ပံ့ပိုးပုံကတိပြုထားတယ်။ရုရှားရဲ့ထိန်းချုပ်ခံထားတဲ့ပိုင်ဆိုင်မှုတွေကိုထိန်းစီပြီးရမုံမွေအဖြစ်အောက်တုံးပြုတ်ဖို့စီစဉ်နေလည်ရှိနေတယ်။ဟုတ်တယ်။နိုင်ငံရေးကအငင်းဖွာစရာတွေရှိနေတယ်။ဒါပေမဲ့ဖြစ်နိုင်ချေရှိတယ်။လေရင်တွေဟာဆယ်ဆယ်နှစ်နှစ်အတွင်းဖြည်းဖြည်းရောက်ရှိလာမှာဖြစ်ပြီးယူကရိန်းရဲ့အနာဂတ်လုံခြုံရေးတဲ့အမှားကန်ချက်ဖြစ်လာပါလိမ့်မယ်။အနာဂတ်ဆိုတာလက်ရှိစစ်ပွဲကို ရှင်တန်နိုင်မှရှိမှလေယူကရိန်းဟာ2026ခုနှစ်ပထမ3လပတ်မှာတင်နိုင်ငံလိုပြိုလဲနိုင်တဲ့ဗနာရေးအကြအတင်းနဲ့ရင်ဆိုင်ရနိုင်တယ်လို့ခန့်မှန်းထားကြတယ်အခုချက်ချင်းအမြောက်ဆန်နေလေကြောင်းရန်ကာကွယ်ရေးဒုံးကျည်တွေလိုအပ်နေချိန်မှာနောက်ဆယ်နှစ်မှာပြည်စုံရောက်မဲ့လေရင်တွေကြောင်းပြောင်းနေကာကလက်တွေ့မကြဘူးရုရှားပိုင်ဆိုင်မှုတွေကိုတင်းဖို့ကိစ္စမှာနေဘယ်ဂျီယမ်လိုဥရောပတမကအဖွဲ့ဝင်နိုင်ငံတွေကိုယ်တိုင်က ဥပဒေရေးရာစိုးရင်မှုတွေကြောင့်ပိတ်ဆို့ထားတယ်။လက်တွေ့ကျကျပြောရရင်ဒီလင်းရင်တွေအတော့ငွေကြေးဟာစစ်ကူးရင်အိမ်မှာတစ်ခုပါပဲ။ ကောင်းပါပြီဂျပန်ရဲ့ရည်တည်ချက်ကိုပြန်ရခြင်းခြုံရင်း Gripen နဲ့ Rappel ဒီဟာယူကရိန်းရဲ့စစ်မြေပြင်လိုအချက်တင်နဲ့ကင်ညီပြီးရုရှားရဲ့ Glide Bomb ချင်းချောက်မှုကိုတံပြန်နိုင်စွမ်းရန်သူနယ်မြေအတွင်းပိုင်းအထိထိုးဖောက်နိုင်စွမ်းလိုမျိုးတိကျတဲ့စွမ်းဆောင်ရည်တွေကိုပေးစွာနိုင်ပါတယ်။ထောက်ပံ့ဖို့ဆောင်ရည်နဲ့ငွေကြေးကကြီးမားတဲ့စင်ခေါ်မှုတွေဖြစ်ပေမဲ့ဒါကယူကရိန်းရဲ့အနာဂတ်အတွက်မဖြစ်မနေလုပ်ရမယ့်ယင်းနည်းမြုပ်နှံမှုတစ်ခုလိုမြင်ပါတယ်ရှင်။ ကျုံနောက်ဘက်ကတော့နိပညာပိုင်းဆိုင်ရာအလားအလာတွေကိုအတိအမှတ်ပြပါတယ်။ဒါပေမဲ့လက်တွေ့ကြတဲ့ငွေချေထောက်ပံ့ပို့ဆောင်ရင်းနဲ့အချိန်ကာလဆိုင်ရာကြီးမားတဲ့အတားအဆီးတွေကဒီစီဇန်ရဲ့အောင်မြင်မှုကိုအကြီးကျယ်တန်တရားဖြစ်ဖွယ်ဖြစ်စေတယ်လို့ပဲဆိုချင်ပါတယ်။အကောင်းဆုံးနိပညာဟာလက်တွေ့မှာအတုံးမချနိုင်ရင်အတိပဲမရှိပါဘူး။ယူကရိန်းတို့ကတော့ဒါဟာဖြည့်ရှင်းဖို့အလွန်ခက်ခဲတဲ့ပို့စာတစ်ခုဖြစ်နေတော့မှာပဲ။ဟုတ်ကဲ့။ဒီဆွေးနွေးမှုအဆုံးမှာကျမတို့ဆက်လက်သဘောထားကွဲလွဲနေတဲ့အချက်ကတော့ လင်းအတိတ်တွေရဲ့အယိုးတက်ရောက်မှုကိုနိပညာပိုင်းဆိုင်ရာစွမ်းဆောင်ရည်နဲ့မဟာဗျူရာမြောက်အလားအလာတွေကအဆုံးအချက်ပေးမှလားဒါမှမဟုတ်ဟိုထောက်ပံ့ဖို့ဆောင်ရည်နဲ့ဗနင်တာရေးဆောင်ရာလက်တွေ့အခြေအနေတွေကလွှမ်းမိုးသွားမလားဆိုတဲ့အချက်ပါပဲမမရခင်ဗျာဒီဆွေးနွေးမှုကနေမြင်နိုင်တာကယူကရိန်းရဲ့အနာဂတ်လေတပ်ကိုတိဆောက်ရမှာ အကောင်းဆုံးတိုက်လီရင်ကိုရွေးချယ်ယုံတာမှာက အဲ့ဒီလီရင်တွေကိုစစ်မြေပြင်မှာ ထိထိရောက်ရောက်အသုံးချနိုင်ဖို့လိုအပ်တဲ့ဗန္ဒာငွေအခြေခံအဆောက်အအုံနဲ့လူသားအရင်းမြစ်တွေကိုပါတပြိုင်တည်းထိထည့်သွင်းစဉ်းစားဖို့ဘလောက်အရေးကြီးလဲဆိုလာပါပဲဒီအကြောင်းအရာနဲ့ပတ်သက်ပြီးလည်လာစရာတွေအများကြီးကြန့်ရှိနေပါသေးတယ်နောက်တစ်ချိန်ပြန်လည်ဆုံတွေ့ကြပါမယ်